နာတိပါဒဝေရမဏိသိခာဝရံသမာရိယာမိစောင့်တည်နေမှသီလလို့ထင်းနေကြတာတကယ်ကစောင့်တည်တာက promise လုပ်တာပဲရှိတယ်ကိုယ့်အကိုအထိတ်ထန်လိုက်တာ မလုပ်ပါဘူးလို့ကိုယ့်အကိုဒိဋ္ဌာပြီးတော့လှုပ်ချင်လှုပ်လိုက်တာဆိုတာဒါအတိတ်ပဲမရှိဘူးဟောမလုပ်ပါဘူးဆိုတဲ့အရာတစ်ခုကိုမလုပ်မိအောင်ထင်ရမလုပ်မိအောင်ရှောင်းနေလို့ရှိရင်သူအကုသိုလ်ရှိသီလစောင့်တည်ထားလို့ရှိရင် တမာဒါနစေရနာလို့ဆိုရဲဆောက်တည်တဲ့ကုသိုလ်တော့ရသို့တော့မလုပ်ပါဘူးဆိုတာကိုတတိပဌာပဲနဲ့လှုပ်လိုက်တယ်ဆိုရင်တီလကျိုးတယ်လို့ခေါ်တာပေါ့အဲဆောက်တည်မှုမရှိဘူးဆိုပါတော့ပါဏာတိပါဒအမှုသရဝရကောင်ကိုတတ်ဖို့ကျုံလာတယ်ရှောင်လိုက်တယ်မတတ်ဘူးတမ္ပတ္တဝိရတိလို့ခေါ်တယ်ဆောက်တည်ထားလို့မဟုတ်ဘူးเนาะဆောက်တည်ထားလို့မဟုတ်ရှောင်လိုက် အဲ့တော့ရှောင်မှုကအဓိကဖြစ်တယ်။စောင့်တိမှုတဲ့ရှောင်မှုကပိုအဓိကကြ။စောင့်တိထားပြီး မရှောင်ရင်အများကြီးပဲလေ။တီလာတော့စောင့်တိထားရင်မရှောင်ဘူး။ဒီလိုဆိုလိုတာ။ရှင်ပါတီလာတော့စောင့်တိလိုက်တာပဲ။ဘိုက်စာတော့မနေနိုင်တော့စားလိုက်တယ်။ဒါမှရှောင်တာခေါ်တယ်။အဲ့တော့ရှောင်တယ်ဆိုတဲ့နေရာကြမှာသူကတီလာရဲ့ဟို စိုက်တတ္တိကပေါ်လာတာရှောင်ရမယ့်ဟာကိုရှောင်ကိုရှောင်ရတယ်ဆိုဒီလိုအဲ့ဒီသဘောမျိုးဆိုဒါကြောင့်မို့ရှောင်ကျင်မှုဆိုတာစောင့်တိထားလို့ရှောင်တာကတမျိုးတွေ့လာတဲ့အခါမှာအတွေ့ကြုံနဲ့ရှောင်လိုက်တာတမျိုးဘယ်တော့မှမလုံးတော့ဘူးဆိုတဲ့စိတ်ရဲ့ပိုင်းဖြတ်မှုနဲ့ဒီဆရာကိလေသာတွေကိုဖယ်ရှားပြီးဖြစ်လို့စိတ်ပိုင်းဖြတ်သွားတဲ့ သမုစေရဝိရတိကိလေသာတွေဖယ်ရှားလို့ဘယ်တော့မှမလုတော့ဘူးဆိုတဲ့ဟာကတခုရှောင်ကျင်မှု၃ခုလို့စာပေကျမ်းကမှဒီလိုဆိုတယ်။ဆောက်တည်ထားလို့ရှောင်တာဆောက်တည်ထားလို့မဟုတ်ဘူးကြုံကြိုက်လာတဲ့အခါရှောင်လိုက်တာဒါတခုသမုစေရဆိုတာဆာယဆာယကျွလွန်နိုင်တဲ့ကိလေသာတွေကိုမက်နဲ့ပယ်လိုက်တဲ့အခါလုံးဝချက်တောက်ပြီးရှောင်လိုက်တာ။ အဲ့ဒါကြတော့နောက်ထပ်ဘယ်တော့မှမကျွလွန်တဲ့ရှောင်ရှင်းအောင်ဖြစ်တယ်။အဲ့ဒါကိုသူဆိုလိုတာဩတရာထေရီမကအေးတရားဥတရားမြတ်ကိုရကျင်တယ်စိတ်နှလုံးအေးချမ်းမှုကိုရကျင်တယ်ဘာလို့อ่ะကာယေနတံဝုဒ္ဓကိုယ်နဲ့လုပ်တဲ့အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်မှရှောင်ကျင်မှလို့ဆိုအမှားမလုပ်ပါနဲ့ အမားကိုရှောင်ကျင်လိုက်တာဝါစာယနှုတ်နဲ့ပြောရမယ်အမားတွေကိုလည်းရှောင်ကျင်လိုက်တယ်အဲတော့ရှောင်ကျင်နေဆိုတာကောင်းတာမလုပ်ဘူးပြောတာမဟုတ်ဘူးမကောင်းတာရှောင်တယ်ကောင်းတာလုပ်တယ်ဒါရှောင်ရင်းနဲ့ဆောင်ရင်းဆိုတာနှစ်ခုသွားတယ်သူများတဲ့ကိုတချင်မှရှောင်တယ်ဒါရှောင်တာပဲရှိတယ်လှုပ်ဆောင်ရမှာကဘာလို့ဆိုရင် အကျင့်နာတရားထားမယ်နော်သူ့ပေါ်မှာအကျင့်နာတရားထားမယ်ကုညီစရာရှင်ကုညီမယ်ဟောရှောင်ကျင်မှုရဲ့အထိပ္ပယ်လှုပ်လှုပ်တင်တာနဲ့မလှုပ်တင်တာဒီတိုင်းသွားနေဆိုသူရှောင်ကျင်ုံတတ်တတ်မဟုတ်ဘူးလှုပ်ဆောင်မှုပါသေးတယ်သူများဥစ္စာမခေါ်ဘူးရှောင်ကျင်တယ်ရှောင်ကျင်နေမကဘူးမတော်တဆမေးနေတဲ့ပစ္စည်းကိုကြော်ညာပြီးပြန်ပေးတယ်ဟုတ် လုံးဝမဲ့ဟာလုံးတယ်။စင်ကြယ်အောင်နေကာမိတုမိဆာဆာရသူတော်ဘာသားမယာမိသားစု ခုန်တဲ့ခါကြောက်လှုပ်ချင်းမှရှောင်နေစိတ်နဲ့တောင်မပြင်းမမိအောင် ထိမ့်သိမ့်နေဟောဒီလိုဖြစ်ရနော်ရှောင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုအမြဲတမ်းတွဲဖက်ပြီးတော့နေတချို့ကြတော့အဲ့ဒါလိုမဟုတ်ဘူးလေဒီတိုင်းနေလို့ရှောင် တချို့ကဘာမှမဖြစ်ရှောင်းမယ်ဆိုတာတစ်ကြုတ်ရဲ့တီလှဆောက်တည်နီးပေါ့တစ်ကြုတ်ဆိုတဲ့အကောင်တစ်ထဲမှာအခါနာကိုခတ်သေးသေးတစ်ကြုတ်ဆိုတဲ့အကောင်ရှိသူကသူဖမ်းလို့ရမယ့်အကောင်လေးတောကောင်လေးဖမ်းဖမ်းမှုကြိုးစားလာအဲသူဖမ်းနိုင်တဲ့သရဝါတွေနဲ့မတွေ့ရတဲ့အခါကျ သူပါစဉ်းစားတော့ဆိုအေးအစားလဲစားကျင်တယ်ဒါပဲငါဖမ်းပြီးစားမဲ့အကောင်လည်းမတွေ့ဘူးမတွေ့ပဲတူတော့ငါတီလာဆောက်တည်လိုက်မယ်ပေါ့တီလာဆောက်တည်လိုက်မယ်ဆိုမျက်စိလေးမေးပြီးတော့ကြောင်နေလို့ပေါ့တစ်ခါတလေကြောင်ဆိုတဲ့ကောင်လည်းအဲ့ဒီလိုပဲတီလာဆောက်တည်တာမျိုးလို့မေးပြီးတော့ငြိမ့်နေလိုက်အဲအနာနာကြွက်ထကြက်ဖြတ်မသွားလိုက်နဲ့ထလိုက်တတ်တာ အဲ့တဲ့ကျုပ်ဆိုတဲ့ကောင်လည်းအနန္ဒကတမင်တို့တရေတို့အတန်နဲ့ကြားလိုက်တာနဲ့ထလိုက်တော့တာခုနကရှောင်းနေဆိုတာလုပ်ဆရာမရှိတဲ့အခါသူရှောင်းတွေ့ပြီဆိုရင်မရှောင်းတော့ဘူးထလိုက်အဲ့ဒါမျိုးကိုတစ်ကျုပ်တီလာလို့ခေါ်တယ်သူနော်တစ်ကျုပ်တွေရှောင်းတဲ့တီလာမျိုးမရှိလို့ရှောင်းတာမျိုးဘာမှစားစရာမရှိတော့ကဲမထူးပါဘူးဘယ်စားစားနဲ့ ဒီတိုင်းပဲရေတောက်ပြီးအိမ်မယ်ဒါလည်းသီလပဲဆိုပြီးတော့ရှောင်းရင်တော့အဲ့ဒါတစ်ချုပ်သီလလို့ခေါ်တယ်။အဲ့ဒါလိုရှောင်းတာမျိုးတွေလည်းရှိတတ်သေးတယ်။သို့သောအဲ့ဒါမျိုးမဟုတ်ဘူး။တကယ့်ကိုမိမိရဲ့ဂွင်နဲ့ရောက်လာရဲ့တန်းနဲ့မလုတ်ဖဲနေတာမှတကယ့်အရှောင်။နော်။လောကမှာလူတွေကလည်းဂွင်ဖန်တာရှိသေးတာဟုတ် ကိုယ်ခွင်နဲ့ရောက်ရင်အလွတ်မပေးဘူးဆိုတဲ့လူကရှိသေးတယ်။အဲဒီလိုလုံးစရာမရှိလို့ကောင်းနေတာမျိုးကအကောင်းမခေါ်ဘူးတဲ့။ဟိုဝိရိကဆိုတဲ့တထေးမကြီးလိုပဲ။တာဝတိမျိုးဝိရိကဆိုတဲ့တထေးမကြီးရဲ့နာမည်ကြီးတယ်။အိရှင်မကြီးဘလို့နာမည်ကြီးတော့ဆို။ ဝိရိကသိတ်သဘောကောင်းတာသူ့အိမ်မှာစူးစူးဘူးဘယ်တော့မှမလုပ်ဘူးအလွန်သဘောကောင်းတာပဲနဲ့နာမည်ကျော်တယ်။ဘာဖြစ်လို့သူသဘောကောင်းနေတယ်လဲဆိုရင်သူ့အိမ်မှာအလောက်လုံးနေတဲ့ housemate ကသိတ်ဝတရားချေတယ်ဆိုပဲနော် housemate လုပ်တဲ့အမျိုးသမီးကသိတ်ဝတရားချေလူလီသေးမရှိအောင်အကုန်ပြင်းစစ်တယ်။မနေ့ဆိုလဲ အဲ့ခေတ်ကတော့ကော်ဖီတော့မရှိဘူးပေါ့ဒါပဲခုခေတ်လိုနားလဲအောင်ကော်ဖီတို့ဘာလို့အကုန်လောက်တာအရာထလာအကုန်စားစရာတောက်စရာအကုန်ပြင်းစင်အဲ့တော့သူကစိတ်ချမ်းသာနေဘယ်နေ့မှဆူရပူရမရှိမဆူမပူရအောင်ဟောလှုပ်ပေးတာလှုပ်ပေးတော့ဩသဘောကောင်းတဲ့သဘောကောင်းတဲ့နာမည်ကြီးလာတဲ့အခါအဲ့ဒီသူ့ရဲ့ housemate ကစဉ်းစားတယ်ငါတော်နေလို့သူကောင်းနေတာလား နော်စမ်းကြည့်မယ်ပင်ကိုကစိတ်ကောင်းနှလုံးကောင်းရှိတယ်လားငါစမ်းကြည့်အောင်နောက်တည့်ရကြတော့အိယာတော်နဲ့ပထပါနဲ့အိတ်မနဲ့မိုးလင်းသည့်အိတ်အဲ့တော့အင်းရှင်မကြီးထလာဘာမှအစင်နေမဖြစ်ဘူးဖြစ်လာတော့ဟဲ့ဘာလို့အိတ်နေတော့နေမကောင်းလို့လားမေးဘာမှမဖြစ်ပါဘူးဆိုတော့အင်းဆိုဖြစ်သွားတယ်နော်ဘာမှမဖြစ်ပါဘူး ိတ်ချင်လို့အိတ်နေတယ်ဆိုတော့နည်းနည်းလေးမျက်မှောင်ကျုပ်သွားတယ်အိတ်နေဒေါသလေးကစလာအဲ့ဒါနဲ့နောက်တည့်ဆက်ဆုံသံအောင်မယ်ဆိုနောက်တည့်ဆက်အိတ်ပြန်ဆက်အိတ်တဲ့အခါကျတော့ဒီလိုပဲသူထလာပါမှအစင်းနေမယ်ဖြစ်ရဲ့ဘာလို့အိတ်နေတော့ဆိုဘာမှဖြစ်ပါဘူးဆိုเอกอมมะหนอဆိုပြီးတော့ကျင်းသွားတယ်ဟဲ့နေ ော်ဒါနဲ့ပထမနေ့ကတော့မျက်နှာကလေးပြက်သွားရင်လောက်တင်းသွားရင်လောက်သာဖြစ်ပြီးနောက်တည့်ရက်ကျတော့ပါဇက်ကကိုချိန်တော့စကားနဲ့ချိန်မောင်းနောက်တတိယနေ့ထက်ပြီးတော့စုံစမ်းလိုက်တဲ့အခါဘာမှမဖြစ်ပဲနဲ့အေးရမလားလို့ဆိုပြီးတော့အဲ့ဒီခေတ်ကတကားပိတ်တဲ့အခါတန်ခေါက်ကြီးတွေတော့လို့ဟာမျိုးတန်ခေါက်ကြီးတွေနဲ့ပိတ်တယ်အဲ့ဒီတန်ခေါက်ကြီးယူပြီးတော့ခေါင်းကိုရိုက်ခွဲလိုက်တာ နော်အဲ့ရမလားလို့ခေါင်းရိုက်လိုက်တယ်။ဟောသွေးရဲတန်ရဲခေါင်းပေါက်သွား။ခေါင်းပေါက်သွားပြီဆိုမှအဲ့ဒီ house mate ကအိမ်ပြင်မဲ့ထွက်ပြီးတော့ကြီးကြပါအောင်ကြီးကြပါအောင်နော်သဘောကောင်းတယ်ဆိုရင်အိမ်ရှိမကြီးခေါင်းကိုရိုက်ခွဲတော့ဟောဒီမဲ့သွေးတွေနဲ့ဆိုအဲ့ဒီအဆပြီးတော့ဆိုးတယ်ဆိုးတယ်ဆိုရသတင်းကြကျဲသွား။အဲ့တော့အဲ့ဒီနေရာမှာဆိုးလို့ရပါတော့ဆိုရင် သူများကောင်းလို့ကောင်းနေတဲ့အကောင်မျိုးကိုမဆိုလိုဘူးလို့ဆိုလို့နော်သူများကောင်းလို့ကောင်းအဆိုးထဲမှာတကယ်ကောင်းတာဖြစ်ဖို့လိုတယ်လို့ဆိုလို့အဲ့တော့အကူကြီးပတ်ဝန်းကျင်ကကောင်းနေလို့သူတော်ကောင်းဖြစ်နေတဲ့အကောင်မျိုးမလိုအပ်ဘူးအဲ့ဒီဟာမျိုးကိုဆိုလိုတာမဟုတ်ဘူးပတ်ဝန်းကျင်အဆိုးထဲမှာကိုသူတော်ကောင်းဖြစ်ပြီဆိုမှမှန်ကန်တဲ့သူတော်ကောင်းဖြစ်မှာပေါ့ အဲ့ဒါကြောင့်မို့အစိုးရမှာကိုပဲကာယေနတံဝုဒ္ဓအာသိကိုယ့်ရဲ့လောရတေကို ထိမ့်သိမ်းဆော့ဆော့ခဲ့တယ်ဝါစာယပြောစရာတွေကြမ်းကြမ်းထန်ထန်ပြောမှုတွေကျုံလာမပြောအောင်ထိမ့်သိမ်းခဲ့တယ်ဥဒ္ဓစေတသာစိတ်ထဲကလည်းပဲမจิตတ္ထာတွေရှိတာတွေကိုလည်းထိမ့်သိမ်းခဲ့တယ်ဟောပဝင်းချင်းထဲမှာအစိုးရမှာကောင်းအောင်လုပ်နိုင်တဲ့လူကမှတကယ်ကို တန်ဖိုးရှိတဲ့ morality လို့ပြောမှာတဲ့သူများကောင်းလို့ကိုကောင်းနေတဲ့အကောင်မျိုးကတော့ရေရှည်မခံဘူးပေါ့ရေရှည်ခန္ဓာမျိုးမဟုတ်ဘူးခုနတစ်ကျုပ်သီလာဆောင်တယ်လို့ပဲစားစရာမရှိလို့ဥပုသ်ဆောင်တဲ့အဆောင်မျိုးပဲဖြစ်မယ်ကိုဒီကိုကပင်ကိုကောင်းတဲ့ဟာမျိုးဖြစ်အောင်ကြိုးစားရမယ်လို့သူတို့ဆိုလို့ပေါ့